ဒီနေ့ကစားရေးထားတာအဲ့ဒီရှင်းလေးကတော့ဟိုဘယ်လိုပြောလဲတောင်းတောင်းတောင်းအပေးရဲ့အခါမှာကျွန်တော်တို့က PC ကနေခလေးကိုအပေးတာရှိတယ်။အပေးရဲ့အခါမှာအပေမေကနေသားသမီးကိုအပေးတာရှိတယ်။ဆရာဆရာမနေတပည့်ကိုအပေးတာရှိတယ်။အဲ့တော့အခုကကြောင့်မဟုတ်တကယ်ကျတကယ်ကျတော့အပေးရပါတော့။အမှန်တရားတော့အဲ့တကယ်ချင်းစင်းလေးထွက်ပြီးသိမကြအောင်ကိုကလည်းတို့တကယ်ချင်းဆိုပြီးတော့ထွက်ထွက်လိုက်တဲ့အခါမှာအဲ့နှစ်ပုံတွေကမတိမ်မရင်ပေါ့။ဟိုကတော့၅ရောက်ဆိုတာပါပေါ့နော်။ဒါပေမဲ့၅ရောက်ဆိုတာရဲ့ဟာကတော့ခေါ်အပေးတာပဲလုံးဝ။ဟိုတကယ်ချင်းနေကြားထဲမှာပြောနေကြစကားတွေကိုတန်ဆင်လုံးလိုက်တဲ့ပုံစံမျိုးပေါ့နော်။ဒါဆိုပြင်တရားတရား ဟိုကြုံတွေ့ရတဲ့အခါမှာသူခက်ခဲရှိတဲ့အချိန်မှာတကယ်ချင်းမင်းဘာအဆင်ပြေနေငါရှိတယ်ဆိုတဲ့စကားလေးခွန်လဲအားရှိရင်လေဟိုဘာမှတော့ကြီးကြီးမားမားကြီးဖြစ်ဖြစ်ပြောင်းသွားတာဟုတ်ချင်မှာတော့ဟုတ်မယ်ဒါပေမဲ့တဲအဆင်ပြေနေငါရှိတယ်ဆိုတဲ့ဟာလေးကတော့တော်တော်အားရှိတာပေါ့နော်ဆိုတော့အဲ့ဒီရွယ်ချက်လေးပါတဲ့ချင်းမျိုးလေးဖြစ်တဲ့အတွက်ခိုးတို့တွေလည်းစူတာအမှန်ပဲပဲလေပြန်လာတော့ရိုင်းတော့အားရှိပါတယ်ပြောခုနပြောတဲ့အမတ်တရားရိုက်တို့တကယ်ချင်းကလည်းတဲခွဲနဲ့တကယ်ချင်းအပေးတာပဲဆိုတော့အဲ့ဒီနှစ်ခုလေးပတိပတိထွက်လာတာတော့အမတ်တရားဖြစ်တယ် ော့ပေါ့နော်ပြောဟိုဒီကနေတော့လည်းနေနေပြီးတော့မာယာဘောကတိတ်တိုင်းငယ်တို့ brand ကိုတင်တင်တာဆိုတော့ကိုတို့လည်းတော်ရင်ပြေခေါ်တာလည်းတော့ဒီနေရာနေဝိုင်းပြီးတော့ဟားပြေပြရပါကဲကိုကတော့ဖြည်းဖြည်းစားတဲ့အချိန်ရတယ်ဆိုတော့အားလုံးကစင်းလင်းလေးဖို့ဆိုခဲ့ပါတယ်ရောက်တဲ့ shopping center ပွဲတွေမှာဟိုပဲသူတို့ချင်းကိုတွေ့နေကြမဟုတ်တယ်ပေါ့နော်အဲ shopping center ကိုဈေးဝယ်ထွက်နေတဲ့ audience တွေကိုတွေ့ရတာမျိုးဆိုတော့ surprise တော့မြဲဖြစ်တယ်ဘာကြောင့်လဲဆိုတော့သူတို့က ခုမှစတွေ့ရတော့ audience ဘက်ကလည်း surprise လို့ကိုယ်ဘက်ကလည်း surprise နဲ့ချုံမသိကြဘူးပေါ့နော်နောက်တစ်ခုကတော့ဒီနေ့ကြည့်ကြတာဒီနေ့က 90s music band လေးနဲ့လောက်တာဆိုတော့ shopping center မှာ band နဲ့လောက်တာရှားတယ်။ဒါဆိုအပြင်ဟိုဟာဒီဂျင်းနဲ့ပဲလောက်တာများတယ်လေ။အဲ့တော့အဲ့ band band vibe လေးကို shopping center ထဲမှာရတာတော့ကြည့်ကြတယ်။ကိုပျော်ပြင်မယ်လို့ကြော်ညာလာတဲ့ပွဲကိုအဲ ticket တို့မို့ wine တို့မို့ပြည်ဝင်ရောက်လာတဲ့ audience ကတော့ချိုးပြတော့ပန်းနာပြီးသားဘူး။ဒီမှာတော့ချိန်ကြိုက်တာဆိုတော့အဲပိုတော့ surprise ဖြစ်တာပေါ့နော်။ ။ဒါပေမဲ့လူမျိုးစီပါပဲရတာတော့မသိဘူး။အဲဘယ်ငယ်တော့ပုဂ္ဂိုလ်ကတော့အရင်ကလိုအပ်နေတဲ့လူပြောက်လို့ပဲ ထင်တယ်ပေါ့နော်အခုခုကာလအပိုင်းသားဆိုပုံပြတော့ထင်သေးတယ်ကျွန်တော်တို့အများကြီးကြိုးစားအထောက်နိုင်ဆိုရင်မရှိဘူးပုံကိုသိရလေဆိုတော့ကိုယ်အများနဲ့ရှေ့ရရှိခဲ့တဲ့ဆင်းလေးတွေကိုပဲစင်တိုင်းအားပေးနေတဲ့အဲပရိသတ်တွေ audience တွေပေါ်မှာပဲရှိတဲ့ဆင်းလေးတွေကိုပဲပြန်ဆိုပြနေရတော့လေဟိုတောင်းမချင်သလိုနဲ့တခါလေးကန့်စားရတယ်ဆိုတော့အဲ့ကပဲပွဲမှာတွေ့ရခါကိုယ်ချင်းဟောင်းလေးတွေကိုအများနဲ့ဆိုပြတဲ့ပရိသတ်တွေကိုတွေ့ရတိုင်းသူတို့နဲ့သူတို့ပေါ့နော်အဲဆင်းဂီတာနဲ့ပတ်သက်ပြီးတာဝန်ချေဖို့အများကြီးကြိုးစားအောင်မယ်ဆိုတဲ့စိတ်လေးဖြစ်ပါတယ်အဲ့တော့ဒီကြားကာလမှာသူများများတဲ့ celebrate လုပ်တဲ့ဆင်းလေးတွေတော့ခက်ဆိတ်ဆိတ်ပေါ့နော်မဖြစ်ပါရဲခုနောက်ဆုံးတော့ကို channel လေးကတော့ဆွဲပြေးနေဆွဲပြေးနေဟိုနဲ့မြောက်ဆွဲပြီးဆိုထားတဲ့ပတ်ပတ်တည့်ရနေဆိုရင်ဆင်းသက်ကလေးတစ်ပုဒ်တော့ဖြစ်ရှိအာဘောလက်လက်ပေါ့နော် activity ကတော့ဒါလေးရှိပါအဲဒီကတော့တကယ်တည်းကဆွေးပြေးတဲ့ကနေရန်သွားလာကြုံခွဲမှန်းတွေ့ဘာမှချင်းဖြစ်ဘူးနဲ့။အဲနဲ့သူတို့ကလည်းခဏခဏပြောတယ်။အဲသူတို့ကလည်းဆွေးပြေးရန်ခင်တယ်ပြောလို့သူဆိုချင်တယ်ဆိုတဲ့ဆိုအဲ ကျုပ်ပွဲလေးတွေမှာနှစ်ယောက်တွဲပြီးတော့ဖန်တီးဆိုတဲ့ကောင်ဘာလို့ညဆေးတစ်ခုလို့ရအောင်ဒါပြန်အရင်အရင်အော်ပြောနေလို့ပြစ်လာမနေတော့တဲ့တဲ့အားတန်တဲ့အဲ့ဒါအမှုတိုင်းစလိုက်တာပါတကယ်တကယ်တော့လေအခုတော့ဒီ face တွေ facebook တွေကိုမတုံးသိမ့်မတုံးနောက်ပိုင်းမှာပေါ့နော်သိမ့်မတုံးပြစ်သိမ့်မတုံးပြစ်ဆိုတာတစ်ခါလေးကြမှာအဲ့ဒီ face တင်ပြတော့အရင်တော့ engagement ကောင်းကောင်းတော့ post တင်တဲ့အခါကျရင်ပုံပိုင်းတိုင်းပဲတင်လို့လို့ပြောတင်လဲဒီတိုင်းပဲပေါ့နော်အဲ့ဒါနဲ့ဒါရတဲ့အချိန်မှာ snapshot အတင်းထုတ်တဲ့ပုံစံဖြစ်သွားတော့အဲ့ဒါနဲ့ သူကလည်းအပြင်မှာသိမ်းခွေရကြအောင်ဆိုတော့ဟာနဲ့တင်းတုပ်နေကြတယ်ဆိုတော့ကိုယ်ကကျင်းလိုက်တာတကယ်တကယ်နောက်လိုက်တယ်ဒီကတော့အဲဘယ်လိုပြောမလဲအဲ့ဆင်းကြောင်းလေးတွေပြီးကိုဆက်လုပ်ရမယ့်အလုပ်ကလေးနဲ့ပတ်သက်တာတွေပြီးကိုဘယ်လိုမြင်လဲသူ့ဘယ်လိုမြင်လဲအဲပြီးတော့ကျင်းအဲဟိုဆက်သားတော့ပေါ့နော်မိခီးထွက်ကြမယ်ဒါမျိုးလောက်ပါပဲအရင်ကြီးတော့ခီးခီးမမတော့မရှိအဲ့တော့ပြောပါဦးသတိကြောင်ဆောင်နေတာကိုသတိပေးလိုက်ကိုပြန်သတိပေးမှဆိုလို့သတိကြောင်ဆောင်မင်းရောမဟုတ်ဘူးအမှန်တကယ်တော့အဲ့ဒီကပြောနေတာကတချင်းဆိုကန်ဒီ အစင်းကြောင်းပြောတာအတကယ်တကယ်တော့ဒါပဲလေပုံစံကနေတုတ်တန်သွားထူနေတာအဲ့လိုမျိုးဖြစ်အဲဒီ gen ဟိုကိုရို generation မှာတော့အခုလက်ရှိ group friend ဆိုပြီးတော့လောက်ထားလေးရှိရပေါ့နော်အဲ့ဒါတော့အဲအကိုရဲ့ချူဝဲရဲ့ပြီးတော့မိဆန်ကြီးရဲ့ကလင်းဒီခေတော်နဲ့အောင်ချက်ပေါ့နော်ဆိုတော့တကယ်ချင်း၅ယောက်ကတော့ချွန်းကိုင်းပြီးကိုင်းချွန်းပြီးပေါ့မှတ်လိုက်ပြောတော့ဂီတလောကတွေဝင်လာတာစီနီယာဂျူနီယာတွေပဲတကယ်တကယ်တော့လေဒါပေမဲ့အချိန်တွေတစ်ခုအချိန်တစ်ခုရောက်တဲ့အချိန်မှာတော့တယောက်ရဲ့အသာရတယောက်ရဲ့အားနည်းချက်လေးကိုဖေးဖေးမွန်းမွန်းနဲ့ကြံ့ကြံ့လေးပေးပြီးတော့ပေါ့နော်သူတို့ရှေ့ဆက်နေကြတယ်ဆိုတော့အဓိကတော့ဆရာလူကြီးတွေသွားကြတဲ့ နန်းတိုင်းပေါ့နော်ပြီးတော့အခုနဲ့ခုလို list generation တွေကိုဟိုခုလိုဘာတွေများပေါ့နော်အဲလုပ်ရနိုင်မလဲပြီးတော့ဘာတွေများ channel ပေးနိုင်မလဲဆိုရင်အကြီးတယ်တော့မဟုတ်ပါဘူးလုံနိုင်တဲ့လောက်လေးပေါ့လေအဲ့ဘာမှဟိုနားထောင်တဲ့ပရိသတ်တွေကိုဂီတာနဲ့ပတ်သက်ပြီးတော့အစိတ်တောင်းမဖြစ်အောင်ပြီးတော့ဂီတာနဲ့ပတ်သက်ပြီးတော့ဝက်စာရှိသလောက်ကိုပြောမလဲအနောက်ဆက်ပေါ့နော်အနောက်ဆက်ပြီးတော့ဂီတာပေါ်မှာ audience တွေထင်တဲ့ခင်ဗျာစကြက်လေးတွေလွဲမလာမျိုး ဖြစ်ရအောင်ဆိုတဲ့စိတ်လေးနဲ့ပဲကိုရိုးတွေရောက်တော့ပြင်ပြီးတော့သွားနေကြတာပေါ့အဲများသောအားဖြင့်တော့ online မှာတော့များသောအားဖြင့်ရှိကြတယ်ငါတို့ကအများနဲ့စကားပြောတယ်အဲဟိုအပြင်မှာတော့မကြမကြချိန်တွေ့ကြတယ်ချိန်ပြီးစုံကြတယ်တကယ်ကြောင်တချင်ရလဲပေါ့တော့တကယ်ကြီးတချင်ရလဲအဲ့ဒါလေးကစတယ်လို့ပြောလို့ရပါဘူး friends friends ဟုတ်တကယ်ကြီးပေါ့နော်အဲဟုတ်အဲလီလီကဆိုရေးထားတာအဲ့ဒီချင်လေးကတော့ဟိုပြောပြောလဲတောင်းတောင်းအားပေးတဲ့အခါမှာကျွန်တော်တို့က PC ကနေကလေးကိုအားပေးတာရှိတယ် အဲ့ပြီးအခါမှာအဖေမေကနေသားသမီးကိုအားပေးတာရှိတယ်ဆရာဆရာမကနေတပည့်ကိုအားပေးတာရှိတယ်အဲ့တော့အခုကကြောင့်မဟုတ်တကယ်ချင်းတကယ်ချင်းအားပေးတာပေါ့နော်အမတ်တရားတော့အဲ့တကယ်ချင်းသင်းလေးထွက်ပြီးသိမ့်မကြောက်ဘူးကိုကလည်းတို့တကယ်ချင်းဆိုပြီးတော့ထပ်ထွက်လိုက်တဲ့အခါမှာအဲ့နှစ်ပုံကမတိမ်မရင်ပေါ့ဟိုကတော့၅ရောက်ဆိုတာပေါ့နော်ဒါပေမဲ့၅ရောက်ဆိုတဲ့ဟာကတော့ခေါ်အားပေးတာပဲလုံးဝဟိုတကယ်ချင်းနေကြားထဲမှာပြောနေကြစကားတွေကိုတန်ဆင်လုံးလိုက်တဲ့ပုံစံမျိုးပေါ့နော်ဒါဆိုပြင်တယောက်တယောက်ဟိုကြုံတွေ့ရတဲ့အခါမှာသူခက်ခဲရှိတဲ့အချိန်မှာတကယ်ချင်းမင်းဘာအဆင်ပြေနေတာရှိတယ်ဆိုတဲ့စကားလေးခွန်လဲအားရှိရဲ့လေ ဟိုဘာမှတော့ကြီးကြီးမားမားကြီးဖြစ်ဖြစ်မြောက်သွားတာဟုတ်ချင်မှာတော့ဟုတ်မယ်ဒါပေမဲ့တဲထိတ်ကိုလည်းငါရှိနေဆိုတဲ့ဟာလေးကတော့တော်တော်အားရှိတာပေါ့နော်ဆိုတော့အဲ့ရွယ်ချက်လေးပါတဲ့ချင်းမျိုးလေးဖြစ်တဲ့အတွက်ကိုတို့တို့လည်းဆိုတာအမှန်ပဲပဲလေပြန်နာထောင်ရတိုင်းတော့အားရှိပါတယ်ပြောခုနပြောရင်အမတ်တရရိုက်ဒုတင်ငယ်ချင်းကလည်းတဲ့ကွဲနေတငယ်ချင်းအပေးတာပဲဆိုတော့အဲ့ဒီခုလေးပတိမင်းထွက်လာတာတော့အမတ်တရဖြစ်တယ်။အဲအရင်လုံးတော့တော်တော်ဆိုးရမယ်ကောင်းရမယ်ပဲဒါပေမဲ့ခုနပြောသလိုငါ့ကိုပေါင်းပြီးလုံးလိုက်တဲ့အဲဟိုအမတ်တရတခုကဒီခုပဲရှိတာပေါ့နော်။အဲဒီခုပဲရှိတဲ့တော်တော်ကိုအမတ်တရဖြစ်ပါတယ်နော်။အဲဒီခါလေးကျတော့လေအချို့သောရဲစားတွေကကျတော့ ဟိုဘယ်ပြောမလဲဟိုဖြတ်ပြထားတဲ့ခါမှာအကုန်လုံးပေါ့100%ကြီးနားလည်အောင်ဖြတ်ပြလိုက်ရတဲ့အခွင့်အရေးမရှိလိုက်တဲ့အရာတွေရှိရဲ့ဟိုခါတစ်ဖြုတ်လေးတီးခွင့်ရပြီးတော့မှအဲ့ပုံမှာပဲတစ်ဖက်လူကအထင်မြင်လွဲသွားတာတွေအထင်မြင်စောင်းသွားတာတွေဒါမှမဟုတ်ရှင်လဲအဲ့တီးတဲ့အလျောက်လေးပဲဝေဖန်လိုက်တာတွေရှိတာပေါ့နော်အဲ့ဒါမျိုးတွေကြတော့တငယ်ချင်းတွေကကြတော့ heart to heart ပေါင်းတော့ပုံမြင်ရတယ်ဆိုတော့ဒါလေးတွေကိုဒီဘက်အချမ်းမှာတော့သူဒီလိုလေးခံစားနေရတယ်ဒီလိုလေးတွေရှိတယ်ဆိုတာမျိုးကိုထိမှဖြစ်တာမျိုးများတာပေါ့နော်ဒါကပဲတငယ်ချင်းရဲ့အလစ်သာတော့ဖြစ်တာပဲဟုတ်အဲ့လိုမဟုတ်ပါဘူးတိုင်းမှာအဲ့လောက်ကြီးကြီးမားတော့မရှိဘူးဒါဆိုတော့ ူတို့ကဟိုရင်းနှီးချရာဟိုမတိုင်းပြောကြမယ်ဒါတော့အဲ့ဒီဒီစနေတစ်ပုတ်လုပ်မယ်ဒါမှမဟုတ်ပွဲလေးတစ်ပွဲဆုံမယ်ဆိုတော့ငါကိုကတို့တို့ idea ရှိတယ်ဒါတို့တို့ idea ရှိတယ်ဒါကောင်းတယ်ဒါမှမကောင်းဘူးတခါတည်းဆုံးဖြတ်လိုက်တာပဲအဲ့နောက်မှာအခုတည်းတော့မရှိဘူးအဲ့ဒါတော့ဟိုပြောမယ်တကယ်ချင်းတွေရဲ့ partner တွေဖြစ်တဲ့အတွက်ကျွန်တော်တို့ကတော့ကျွန်တော်တကယ်ချင်းတွေပဲလို့ခံယူရတာပေါ့လေတော်တော်များသောအားဖြင့်တော့ပြီးပါတယ်ရှင်းပြီးပါအဲဟိုပြောမယ် family life တကူမှာဟိုပြောမယ်အိမ်တော်တယောက်အိမ်တော်ရှင်မတယောက်ပြီးတော့ကလေးရဲ့မိခင်တယောက်အနေနဲ့နေရတဲ့အခါမှာတစ်ခါတည်းလည်းသူဟိုပြင်မဲ့တဲ့အခါမျိုးလေးကြာတယ်ငွေချင်းတွေနဲ့သူတွေ့ချင်တယ်ဆိုတဲ့အချိန်ရှိတယ်လေရှိတယ်လေအဲ့လိုမျိုးတော့ကိုယ်ကမိန်းမမရှိနေတာပါဟုတ်အဲအားလုံးပဲကျွန်တော်တို့ချုံကြိုက်ပြီးတော့ပေါ့နော်အဲ UBY နဲ့ပတ်သက်ပြီးတော့မှ sorry ခွင့်ရတယ်အမီဒီယာနဲ့မီဒီယာမိတ်ဆွေနဲ့တွေ့ရတဲ့အခါမှာလည်းတတ်နိုင်သလောက်အဲကိုအဲနိုင်တဲ့စကားလေးတွေနဲ့ပေါ့နော်အခုလိုမျိုးပြောချခွင့်ရတယ်တော့မှန်းသာပါတယ်ဒီကြိမ်မှာလည်းဇောင်းတိုင်းကာလကိုရောက်တော့မယ်ပြီးရင်အဲ့ဒီတကူရောပဲပေါ့နော် တော့ credit 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 ကိုကြော်ပြရအောင်မယ်ဆိုတော့ကျွန်တော်တို့ chain တွေကတော့ပြပြချင်းတော့ညွင့်နေရပဲ chain တွေကတော့သူ့လို့သူ့လို့နေကြတယ်ဆိုတော့ကျွန်တော်လည်းအဓိကကျမ်းမာရေးယူဆိုင်ကြပါကျမ်းမာပါစေပြီးတော့လောက်ကိုင်းစီးပွားရေးဆင်ပြေကြပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်